အားလုံးပဲမင်္ဂလာပါကျမကဒေါ်ခိုင်နှင်းဝေကိုမြတ်မြတ်တတပဲလှူဖို့ပြောလိုက်တာပါဟိုအရင်တုန်းကဒါလည်းအားလုံးသိထားပြီးသားပါအဲ့ဒါတွေကိုဝိုင်းရှယ်ပြီးတော့အားလုံးကဝိုင်းဆဲကြတာပေါ့မနေညာကကျမတို့ပြင်မနာရဲ့မင်္ဂလာရက်ကွက်မှာ185အိမ်ပြိုတာကိုနေပတ်သက်ပြီးတဲ့အခါကျမဒေါ်ခိုင်နှင်းဝေက post တွေကိုဖျက်လိုက် တခါတည်း edit လုပ်လိုက်ငါ edit လုပ်တဲ့နောက်ပိုင်းတော့ဖျက်လိုက်တာပေါ့အဲ့ဒီမှာ ပြိုတဲ့တကယ်ပြိုတဲ့အိမ်တွေကမရအောင်တဲ့အိမ်ကလည်းနှစ်ယောက်ယူတဲ့သူတွေကလည်းရှိတယ်လူတွေဆိုတာလေကို့ထီမှာပါလောက်တာတော့နာကြတာကရားဘက်တုံးကလည်းရေဘေးမှာကရားဘက်တုံးကအဲ့လိုတွေအတန်ကြားပေးမယ်ကျမကညင်နေခဲ့ပြီးတော့ဟိုငက်လျင်ကြရင်တော့သူတမျိုးပြောင်းလိမ့်မယ်လို့ကျမကယူဆထားခဲ့တာကချင်ရေဘေးတုံးကလည်းမလှူခဲ့ဘူးเนาะဒါသူ့ကို စာခါနဲ့ဆက်နွယ်တဲ့ဘာညာတော့မပြောချင်ပါဘူးကိုခါနဲ့ကိုတော့တုံတက်ကြပါဘူးအဲ့တော့အခုပြင်မနာကိုပေးတဲ့အခါမှာဒေါခိုင်နင်းဝေကသူပြင်လိုက်တဲ့အထဲမှာအာဒီအုတ်ချုပ်ရမှုတွေရဲ့ရက်ွက်အုတ်ချုပ်ရမှုတွေရဲ့ဘာဘာဘာညာမှုတွေရဲ့ပေါ့ဗျာအဲသူတို့ရဲ့ပေးစာအတိုင်းပေါ့အဲ့မှာတအိမ်နှစ်ယောက်ရတဲ့လူတွေရတကယ်ရတဲ့လူတွေကမရတကယ်လက်တွေ့ကြုံနေလာလဲလာလဲလာရော ဆိုနီလာတိပြောတာမှန်တယ်။ဗယံပတာတိလုံနေတာပဲ။တချို့တိတဲ့လူကလည်းတိတယ်။တချို့ကလည်းဇွန်နီလာတိကိုဆဲပြီးပြီဆိုတော့ဘာဖြစ်နေ။ငြိမ့်နေကြတယ်။ငါကမဟုတ်တာကိုပြောတာမဟုတ်ဘူး။ငါအမှန်တရားကိုပြောတာ။အဓိကကလိုအပ်တဲ့သူတွေပဲရစေချင်တာ။နော်။လိုအပ်တဲ့သူတွေရစေချင်တယ်။မလိုအပ်တဲ့သူတွေကကိုယ်အတိစိတ်တန်နဲ့ကိုယ်ကိုချင်းစာတရားလေးနဲ့နေတာမဟုတ်ဘူး။ နင်တို့တွေအဲ့လိုမျိုးတွေစိတ်တက်တွေရှိနေသေးဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးအဲ့တော့ပြင်မနာကြီးကရက်ွက်ကတူတွေတကယ်လဲခံလဲရလဲရအမှန်တရားတိမနေ့ကညမှာကောမန်ကိုအော့တိုက်ပဲငါကောမန်ကြီးရထိုင်ဖက်တာပြီးလ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 ပြီးတော့ဖြစ်သွားဖြစ်ပြီးနောက်တက်စပို့တင်နောက်တော့ပို့လဲဖြစ်ပြန်အခုကြံတဲ့အောက်တွေမှာလဲကောမန်တွေရင်းနေကြပါတယ်ကျမစကားပြောပြီးတာဒီနေ့နဲ့မှ9ရက်မြောက်ပဲရှိတယ်တော့ခိုင်နှင်းဝေကိုဗျံပရာမလူဖို့ တော့ dot ခိုင်နေဝေဘက်ကနေပြီးကျမကိုလာဆဲတဲ့သူတွေရှင်တို့စိုက်ပြီးတော့ငလင်းအိမ်တွေကိုပေးလိုက်လေတိန်လေးတောင်နော်တိန်လေးတောင်အဲ့တော့အားလုံးညီကြပါလို့ပြောချင်ပါတယ်ညီတယ်ပြည်သူတွေညီရင်ဘယ်သူမှမဟုတ်တာလုပ်လို့မရပါဘူးလို့โอเคဒါလေးပဲပြောချင်ပါတယ်